ို့တူချည်တဲ့ SCF တော်လိုင်းသမားလူဖွဲ့စည်းနဲ့တက်ဆိုင်တဲ့ဒီတော်လိုင်းသမားလည်းလူဖွဲ့စည်းကပေါက်ဖွားလာတဲ့လူပဲဖြစ်တယ်ဒီလူဖွဲ့စည်းကဖိနှိပ်မှုတွေဖြစ်လာတဲ့အခါမှာဒီဖိနှိပ်မှုတွေကိုပုံကန်တွန်းလှန်ဖို့အတွက်တော်လိုင်းသမားတွေကိုမွေးဖွားပေးလိုက်တာဖြစ်တယ်ဒီတော်လိုင်းသမားတွေကလူဖွဲ့စည်းကိုမကြည့်ဘဲနဲ့ကိုဂျိုးစီးပွားကိုတွားကြည့်မယ်ဆိုရင်ဒါဟာလူဖွဲ့စည်းကပေးတဲ့ပြစ်ဒဏ်ဟာတပွားလုံးစာကိုခံရမှာဖြစ်လက်ရှိတော်လိုင်းရေးမှာပြစ်ဆက်လိုက်ရတဲ့ရဲဘော်တွေရဲ့အသက်တနိုင်ငံလုံးမှာကျွန်တော်ထောင်ထွင်းမှာပေါ့ အချမ်းဖက်ဆန္ဒပြမှုတွေတော့လမ်းမပေါ်မှာရောအခုစစ်မြေပြင်မှာရောပစ်ဆက်လိုက်ရတဲ့လူတွေအသက်ကသူတို့ပြန်မရှင်လာတော့သူတို့ခြေောက်တွေလက်တွေအရပြန်မပေါက်လာတော့ဘူးပြသူတို့ဖတ်သွားတဲ့မျိုးလုံးတွေကလည်းပြန်မပေါ်လာတော့ဒါတွေအားလုံးဟာ သူတို့ရဲ့နိုင်တဲ့အားကကိုဆန်းကိုစားနေရုံကန်ထားတဲ့ပေးဆက်မှုတွေကဖြစ်တဲ့ဒီပေးဆက်မှုတွေကသူတို့ရဲ့အစွမ်းစားနဲ့ကြိုးစားတဲ့သူတို့လွတ်လပ်ခြင်းအတွက်ရယူထားတဲ့သူတို့ရဲ့ပေးဆက်မှုဖြစ်တယ်။ဒီပေးဆက်မှုတွေကိုယ်တွေပါတန်ဖိုးထားပေးရတယ်။ဒီတန်ဖိုးထားနိုင်မှသာရင်တော်လိုင်းရင်သမားတွေရဲ့အနှစ်သာရပြည့်စုံမှာဖြစ်တယ်။ကင်ထားတဲ့လက်နက်ကကိုယ်ကိုလည်းပြန်တတ်နိုင်။အဲ့ဒီအတွေးခေါ်ရှိဖို့လိုတယ်။ဘာကြောင့်မို့ဒီလိုပြောရတာလဲဆိုတော့ တွေးလိုက်ငါတို့မှတနက်ဘလောက်ရှိတယ်တွေးလိုက်လှုပ်လိုက်လှုပ်ပြီးတော့ဒီတိုင်းမဲ့တိုက်ပွဲတွေကိုလှုပ်လိုက်ဒါကတော်လှန်နေတဲ့တက်တက်တက်မဟုတ်ဘူးအဲ့မောင်းပြန်ကင်ထားတဲ့လူအုပ်ကြီးပဲတူမီကင်ထားတဲ့လူအုပ်ကြီးပဲနောက်ဆုံးလေတနက်ကင်ထားတဲ့လူအုပ်ကြီးပဲကျွန်တော်တို့အခုလှုပ်နေရတဲ့ UR မြေပြတ်တလိုင်းတက်ဦးကအလုံးနှစ်ခုကိုလှုပ်နေရတယ်နံပါတ်၁ချက်တနက်ကင်တိုက်ပွဲကိုတေချာတင်နွေးတယ်နံပါတ်၂ချက်စူးစမ်းနေတယ်လောလောဆယ်တော့မရလာသေးဘူးအဲ့ဒါကတော့လူငယ်ဆွမ်းရည်မြင့်တဲ့ကိစ္စတနက်ကင်ထားတဲ့လူတွေကတနက်ချိန်လုံးကင်ပြီးပညာမတက်လို့မရပညာတက်ဖို့တက်ကြလိမ့်မယ်အသိပညာတက်ပညာတွေတက်ခါမယ်ဆိုလူငယ်ဆွမ်းရည်မြင့်တဲ့ကိစ္စကိုစူးစမ်းဒီလုံးနှစ်ခုကိုလှုပ်ချင်တာဖြစ်